ိုပြောရမလဲကိုသိန်းကံပေါ့ကံကသာသနာပြုဖို့ကံပါလာတာအနားမှာကိုသိန်းနားမှာကြာကြာကြာမမနေနိုင်ကြအောင်ခုလို့နဲ့တူတယ်နေပါတယ်နေကြပါတယ်နေကြပါတယ်နှစ်တည်းတော်တော်ကြာကြာနေတဲ့လူတွေလည်းရှိပါတယ်ချိန်တန်တော့လည်းခွဲခွာသွားကြရတာပါပဲဘာတော့မွေးလာတဲ့တယောက်ဖဲဖဲလေးတယောက်တည်းတော့မဟုတ်ပါဘူးတယောက်တည်းတော့မဟုတ်ပါဘူးမိသားစုရှိပါတယောက်တည်းတော့မဟုတ်ပါဘူး ော်တော်လေးတော့မဟုတ်ပါဘူးဘူးတိပေါ့မိသားစုရှိပါဘူးဟုတ်ပါဘူးပါပေါ့နည်းနည်းပေါ့ပြင်မာကြခုနကလည်းပြောဒီထဲရရတော့စနေပတ်သက်လို့ဆိုရင်ရမ်းပါမယ်ပြင်မာကြဘလို့လေးကြဖြစ်မယ်စနေပတ်သက်ဘလို့ပြောရမလဲကိုသိန်းကံပေါ့ကံကသာသနာပြုဖို့ကံပါလာတာအနားမှာကိုသိန်းနားမှာကြာကြာကြာဘူးမှမနေနိုင်ကြအောင်ခုလို့နဲ့တူတယ်နားလုံးဘလောက်ပဲနေကြနေပါလေနေကြပါလေနေကြပါလေနှစ်တွေတော်တော်ကြာကြာနေတဲ့လူတွေလည်းရှိပါတယ်ချိန်တန်တော့လည်း ခွဲခွာသွားကြရတာပါပဲ။ဘာလို့မွေးလာတဲ့တယောက်ဖဲပဲလေ။ဒါပါကြအခုလက်ရှိကိုယ့်ရဲ့ဘွားလေးရောမလားကျင်နေပါရှိတယ်။ကျင်နေပါရဲ့။ကျင်နေပါဆိုတော့အဆင်မပြေပေမဲ့လည်းသူများတကာတွေလောက်အခက်အခဲအရမ်းမဖြစ်သေးဘူးလေနော်။ကိုပုံမှန်လေးတော့စားနိုင်တောင်းနိုင်နေနိုင်နေသေးတယ်ဆိုတော့ကိုလက်ရှိဘွားလေးရောအလိုအားမလိုအားမရလေးရောဖြစ်တာပေါ့။ဒါပေမဲ့ဟိုသူများတကာနဲ့ရှင်တော့ပါသေးတယ်ဆိုစိတ်လေးနဲ့ပဲနေရတယ်။အချို့တွေလည်းပြောကိုသေးတယ်အချင်းဖက်ရောက်တော့ဒီဘက်မှာပို့ပြီးတော့ဟိုဖြစ်တယ်လို့ပဲတဲ့။ဘယ်လိုပြောကြလဲ။အဲ့ဒါဘယ်လိုမြင်မိလဲ။ ဘယ်လိုပြောရမလဲတချင်းကြတော့လေအရင်တော့တချင်းနဲ့ပတ်သက်ရင်ကျွန်တော်ကကြတော့လေကိုတူးတယောက်တွေဖန်တီးရတာဆိုတော့အခါကြတော့ကိုလုံးချင်တာကြီးပဲကိုလုံးတာဟိုပရိသတ်ကြိုက်ချင်းမကြိုက်ချင်းဆိုတာထက်လေကိုဘလောက်လုံနိုင်နေလဲဆိုတော့ဟာပရိသတ်ကိုကျွန်တော်အဓိကချပြတာပေါ့နော်ရုပ်ရှင်ဘက်မှာကြတော့အဲ့လိုလုံချင်လို့လို့မရဘူးအဓိကအဆူဝေးနဲ့အဖွဲစည်းနဲ့လုံးလုံးရတာဖြစ်တဲ့အခါကြတော့အားလုံးနဲ့တဟဇာတာဖြစ်အောင် ကိုကကိုကြောင့်ကို character တစ်ခုကြောင့်ကိုရဲ့သုံးဆောင်တစ်ခုကြောင့်ဒီဇကားပဲဖြစ်ဖြစ် series ပဲဖြစ်ဖြစ်အဲ့လိုထိခိုက်ပျက်စီးသွားမှာဆိုးတဲ့အခါကျတော့အားလုံးနဲ့အဆင်ပြေအောင်သုံးဆောင်ရတာဆိုတော့နည်းနည်းလေးတော့တာဝန်ကြီးရပါဘို့ဟုတ်ဒီသုံးဆောင်ဘက်ကတော့ဆက်မြင်ရဖို့ဆိုတာကိုသိတယ်ခေါ်ရိုက်နေသူတွေတော့မြင်ရမှာပေါ့နော်ခေါ်မြိုက်တော့ဦးဆိုရင်တော့အဲတခြားအလုပ်တစ်ခုလုပ်နေလုံးနေမှာပေါ့နော်တချင်းကတော့ဒီလိုပဲတချင်းကကျတော့ပြဿနာမရှိဘူးလေကိုကကိုကိုစိတ်ပါရဲ့ချင်းစိတ် ဟိုထားရေးမယ်ပြီးရင်ကိုအလုပ်အားရခြင်းပတ်စံရှိရခြင်းသချင်းလေးသွားတိလိုက်စရီကိုဝင်ပြီးတော့သချင်းလေးဖန်နေပြီးတော့ကိုဒီတိုင်းပဲ online ပေါ်တင်လိုက်လို့ရှင်ရနေတာပဲဆိုတော့ပြဿနာမရှိဘူးဟုတ်တယ်သူတို့ကလည်းမြင်ရတာမြင်ဘယ်လိုအမြင်ခေါ်ရိုးကြိုးွားသလိုကိုသိန်းကလည်းပရမတော့ဒီလိုမျိုးကြီးဖြစ်ချင်ဘူးဆိုပေမဲ့နေနေနဲ့ကိုယ့်အကူပျော်မှန်းမသိပျော်ပြီးတော့လေဒီထက်ကနေမယုံနိုင်ဘူးဖြစ်သွားတယ်အဲ့လိုဖြစ် ဘာပြောဆိုပို့ဆိုလို့ရှိရင်ဂီတာပဲပဲဖြစ်တယ်ဒီကတိုးဆောင်ပါပဲဒီအားပေးတဲ့ပရိသတ်တွေလည်းလုပ်ဆောင်တယ်ဒီကဘာရှေ့ဆက်ပြီးတော့မလို့ရလိမ့်ပြပြရအောင်အော်အရင်တည်းကဒီသချင်းရေသချင်းစုံနေတဲ့ဘွားတွေအားပေးခဲ့တဲ့ပြိသက်တွေရောအခုရုပ်ရှင်နေဇလန်တွဲတွေရိုက်ရိုက်တဲ့အချိန်မှာအားပေးတဲ့ပြိသက်တွေတယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ပြီးတော့အခွင့်အခါတင့်တယ်လို့ပေါ့သချင်းအစ်စ်လေးပြီးတော့ရုပ်ရှင်ကဇလန်တွဲအစ်စ်လေးပေါ့ပြိသက်ရှိကိုလာခဲ့ပါမယ်ဟုတ်